အားလုံးပဲမင်္ဂလာပါဒီရက်ပိုင်းမှာကျွန်တော်ကို အမေးအများဆုံးမေးခွန်းတစ်ခုရှိပါတယ်အဲ့ဒီမေးခွန်းကဘာလဲဆိုတော့ GD ready test ဖြေပြီးသွားရင် လေးလအတွင်း real exam ဖြေရမယ်ဆိုတာဟုတ်သလားတဲ့တချို့ကျောင်းသားတွေကြတော့လေတချို့ဆရာတွေကပြောတယ်တဲ့ရပောင်း60အတွင်း real exam ကိုဖြေမရမယ်တဲ့မဖြေရင် ready test ကိုပြန်ဖြေရတယ်လို့လည်းပြောကြတယ်ပေါ့နော်အဲ့ဒါဟုတ်လားမဟုတ်လားဆိုတာ ကျွန်တော်ဒီနေ့ဗီဒီယိုမှာရှင်းပြပေးမှာဖြစ်ပါတယ်။ဒါဆိုရင်ဒီမေးခွန်းတွေကတကယ်ပဲမှန်သလားမမှန်ဘူးလားဆိုတာကျွန်တော်တို့ရှာဖွေဖို့လိုအပ်လာပါပြီ။ရှာတဲ့အခါမှာဘသူပြောတာကိုယုံမှာလဲဘသူပြောတာကိုယုံရမလဲဆိုရင် GED website က official ထုတ်ထားတဲ့စီမံစည်းကမ်းတွေကိုကျွန်တော်တို့တွားပြီးတော့ကြည့်ရပါမယ်။ အဲ့တော့ကျွန်တော်နဲ့အတူတူ GD website ကိုတွားကြည့်ကြရအောင်ကျွန်တော်ခု Google မှာ GD ready test မြန်မာလို့ကျွန်တော်ရိုက်ပြီးတော့ထည့်လိုက်ပါတယ်ဆိုတော့ရိုက်ပြီးထည့်လိုက်တဲ့ခါကျရင်သူကနိုင်ငံ alike policy တွေမတူတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့မြန်မာနိုင်ငံအတွက်ကြည့်မယ်ဆိုရင် GD policy ကျွန်တော်တို့မြန်မာဆိုတဲ့ဟာကို ရွေးပြီးကြည့်ရမယ်အဲ့တော့ကျွန်တော်ဝင်ပြီးကြည့်ကြည့်လိုက်မယ်ဒါ gd.com နဲ့မှာ ဗမာပြည်အတွက်ဒါမြန်မာ region အတွက်ကိုရေးထားတဲ့ policy တွေရှိပါတယ်ဒါစီမင်းစည်းကမ်းတွေပေါ့နော်အဲ့တော့ဒီစီမင်းစည်းကမ်းတွေကိုလိုက်ပြီးတော့ကြည့်ကြည့်လိုက်ရင်အကုန်လုံးလိုက်ပြီးတော့ဖတ်ကြည့်ကြည့်ပါဘယ်တစ်ခုမှမှ ready exam ကိုဖြေပြီးရင်ဘယ်နှရက်အတွင်း real exam ကိုမဖြစ်မနေဖြေရမယ်လို့ရေးထားတာကန့်တတ်ထားတာမတွေ့ရပါဘူး အဲ့တော့အဲ့ကြီးကြီးလိုက်ရင် ready test နဲ့ပါတာဆိုလို့ကျွန်တော်တို့ဒီတစ်ခုပဲရှိမယ်ဒီတစ်ခုပေါ့ဒါကတော့တကယ်စာမေးပွဲမဖြေခင် ready practice ကို ဖြေဖို့လိုလားဆိုရင်လိုတယ်ကျွန်တော်တို့မြန်မာပြည်အတွက်ဆိုရင်ဒီမြန်မာ region ကနေပြီးတော့မှဝင်ဖြေမယ်ចောင်းသားចောင်းသူတွေအတွက်ဒါမဖြစ်မနေဖြေရမယ်ပေါ့နော်အဲ့တော့ဒါကတော့သူ့ရဲ့ rule ပေါ့အဲ့တော့ဒီတစ်ခုပဲသူပြောထားတယ်ကျွန်တော်တွေကသူဘာမှ trade to ပြောမထားဘူးဒီဘက်က policy တွေမှာလည်းဝင်ကြည့်ကြည့်လိုက်ရင်ဒါက price and payment policy တို့ test ကို retaking လုပ်တဲ့အခါမှာပြန်ဖြေခြင်းနဲ့ကြောင်းသားတွေအတွက်ဘလို့ rules တွေရှိတယ်လို့ဘယ်နှခါဖြေရမယ်လို့ဒါမျိုးတွေသူရေးထားတယ်။ဒါကြတော့ transcript နဲ့ diploma ဖြေပြီးလို့အောင်မြင်သွားတဲ့ကြောင်းသားကြောင်းသူတွေ transcript ကိုဗမာ request လုပ်ရမယ်ဗမာ download လုပ်ရမယ်ဆိုတဲ့ဟာမျိုးတွေကိုသူဒီမှာရေးပေးထားတယ်။အဲ့တော့ဒါကလည်းကျွန်တော်တို့သိချင်တဲ့မေးခွန်းနဲ့မဆိုင်ဘူး။နောက်ဆုံး other ဆိုတဲ့ tab လေးကိုကြည့်ကြည့်လိုက်ရင်လည်းသူပြောထားတဲ့အဲမှာဘာတွေပါလဲဆိုတော့ ကြီးဒီကိုတဲ့သူကတခါတည်းအကုန်ဖြေရမှာလားဒါမှမဟုတ်ရင်မတူတဲ့ different appointment နဲ့ဖြေလို့ရလားဥပမာ နိုင်ငံတွေဘာတွေမတူဘောတချို့ကြတော့လေ RLA ကိုထိုင်းမှာဖြေခဲ့တယ်တင်ချာနဲ့ science ကိုဗမာပြည်မှာဖြေတယ်ကျန်တဲ့နောက်ဆုံးဥပမာ social study ကိုကြတော့တခြားတိုင်းပြည်မှာဖြေတယ်ဆိုပါဆိုဥပမာကမ္ဘောဒီးယားသွားဖြေတယ်ဆိုပါဆိုအဲ့လိုမျိုး region မတူဖြေလို့ရလားဆိုရင်သူအဲ့လိုမျိုးတွေလည်းရတယ်လို့ပြောထားတယ်ပေါ့နော်ဆိုတော့ဒီဘာကတော့သူက ဘာလို့ပြောထားရလဲဆိုရင် subject အကုန်လုံးကိုတဲ့တရက်တည်းဖြည့်ခြင်းလဲဖြည့်လို့ရတယ်မဖြည့်ခြင်းလဲမဖြည့်လို့ရတယ်ဒါចောင်းသားရဲ့ choice ပဲပေါ့เนาะဒီမှာသူဒီမှာရေးထားတယ် country နဲ့ပတ်သက်ပြီးတော့မှာ there is no requirement နဲ့လိုအပ်ချက်မရှိဘူးပေါ့ဒီမြို့ဒီတိုင်းပြည်မှာပဲ test အားလုံးပြရမယ်ဆိုရဲ requirement မရှိဘူးကိုကဟိုမှာရန်ကုန်က test center မှာဖြည့်တယ်တဘာသာဖြည့်တယ်နောက်တဘာသာကိုမန္တလေးက test center မှာသွားဖြည့်တယ်ဖြည့်လို့ရတယ်ပေါ့เนาะဆိုတော့ အကုန်လုံးကိုဖြေရမယ်ဆိုရင် rule မရှိဘူးဆိုတော့ဒါကဗမာပြည်အတွက်ထုတ်ထားတဲ့ rules တွေဖြစ်တယ်ဒီ rules တွေထဲမှာကျွန်တော်တို့သိကျင်တဲ့ ready ဖြေပြီးဘယ်နည်းရအကြာဘယ်နည်းရအတွင် real ဖြေကိုဖြေရမယ်ဆိုရင် rules မရှိပါဘူးဆိုတော့မရှိဘူးဆိုတော့ဒါဆိုရင်ဟုတ်ပြီခုနကပြောတဲ့ရပောင်း120အတွင်းတို့၄လအတွင်းတို့ရ60အတွင်းဖြေရမယ်ဆိုတော့ဒီစကားတွေကဘယ်ကရောက်လာတာလဲပေါ့နော်အဲ့ဒါကိုကျွန်တော်ရှာကြည့်လိုက်တဲ့အခါမှာကျွန်တော်တို့နောက်တစ်ခုထပ်ရှာကြည့်အောင် ဒီခါကျတော့ကျွန်တော်တို့က GD ready test ဆိုပြီးတော့မှရိုက်ပြီးရှာကြည့်မယ်နော်အဲ့တော့ GD ready test ရဲ့ကျွန်တော်တို့မှရှာကြည့်မယ်အဲ့တော့ဒီခါကျတော့သူက ready test ကိုဖြည့်တဲ့အခါမှာဘယ်လိုစီမင်းစည်းကမ်းတွေရှိတယ်ဆိုတော့ page ကိုရောက်သွားတယ်အဲ့တော့ဒီမှာကြည့်ကြည့်လိုက်ရင်သူ့ရဲ့ rules တွေအများကြီးပဲဘယ်နှကြိမ်ဖြည့်လို့ရလဲဘာညာရေးထားတယ်အဲ့ထဲမှာဘာပါလဲဆိုတော့ဒီမှာ ဒီ session တစ်ချက်ကြည့်ကြည့်လိုက် do GED ready practice test vouchers expire တဲ့ practice test ကိုကျွန်တော်တို့ဖြည့်မယ်ဆိုပြီးတော့ဝယ်ထားတယ်ဝယ်ထားပြီးတော့မှအเจ้าမျိုးမျိုးကြောင့်မဖြည့်ပြသေးဘူးဆိုရင်ဘယ်နှစ်အထိခံမလဲဆိုတော့သူရဲ့ expiration date ပေါ့နော်ဆိုတော့အဲ့ဒါကိုသူရေးထားတဲ့အခါမှာသူကဒီမှာရေးထားတယ်ဖြည့်တဲ့အခါမှာတဲ့ ready test ကိုဝယ်ပြီးသွားပြီဆိုရင်တဲ့စပြီးတော့ဝယ်ပြီးတဲ့ date ကနေပြီးတော့မှ expiration က18လလို့သူပြောထားတယ်အဲ့တော့ voucher နဲ့ဝယ်မယ်ဆိုရင်သူက18လဆိုရင် expire ဖြစ်ပြီ18လဆိုတော့ကျွန်တော်တို့ကတစ်နှစ်နဲ့6လလောက်ခံတာပေါ့နော်18လဆိုတော့7နှစ်နဲ့6နှစ်ဆိုတော့ကျွန်တော်တို့ကတစ်နှစ်ခွဲလောက်အတွင်းဖြည့်ရမယ်ပေါ့တစ်နှစ်ခွဲတိခံတယ်ပေါ့ဒါမှမဟုတ် GED ရဲ့ဒီ official website က ဝယ်ပြီးတော့ဖြည့်တယ်ဆိုရင်တော့တဲ့သူကဝယ်တဲ့ဒိတ်ကနေပြီးတော့12လအတွင်းဖြည့်ရမယ်ဒါ ready test ဒီဘယ်လောက်ထိခံလဲပေါ့ဝယ်ပြီးသွားရင်ဘယ်လောက်အတွင်းဖြည့်ရမယ်ဆိုရယ် limit ပေါ့နော် အောက်ဆုံးတစ်ကြောင်းလေးကိုထပ်ပြီးတော့ဖတ်ကြည့်ကြည့်ရင် once you launch your practice test တဲ့ practice ကိုစပြီးတော့ဖြည့်ပြီးဆိုပြီးတော့နှိပ်လိုက်ပြီကဲဖြည့်မယ်ဆိုပြီးနှိပ်လိုက်ပြီဆိုတာ ਨੇ တဲ့သူကဘယ်အချိန်အတွင်းဖြည့်ရမလဲဆိုရင်ရပ်ပေါင်း120အတွင်းအပြီးဖြည့်ရမယ်တဲ့ သူအဲ့လိုမျိုးရေးထားတယ်ဆိုတော့ကျွန်တော်အမြင်တော့ရပောင်း120အတွင်းဖြေရမယ်၄လအတွင်းဖြေရမယ်ဆိုရယ်ဇကားကဘယ်လာလဲလို့စဉ်းစားကြည့်တဲ့အခါမှာဒီဟာကိုဖတ်ပြီးတော့အတိတ်ပဲကောက်လွဲပြီးတော့ပြောကြတယ်လို့ကျွန်တော်ကမြင်တယ်လက်ရှိအချိန်နေထိတော့ ready ဖြေပြီးလို့ဘလောက်အတွင်းဖြေရမယ်ဆိုရယ်ကန့်သက်ချက်မျိုးမရှိဘူးအဲ့တော့ ready ကိုဖြေလို့ pass ဖြစ်သွားပြီဆိုရင် ကိုယ့်ကိုအချိန်ယူပြီးတော့ဆက်ဆက်ပြီးတော့လှုပ်ချင်လို့ reactors ကိုအေးစိမ့်မှဖြည့်ချင်တယ်ဆိုလည်းဖြည့်လို့ရတယ်။ဘယ်ရက်အတွင်းဖြည့်ရမယ်ဆိုတဲ့ကန့်သက်ချက်တော့လက်ရှိအချိန်ထိတော့မရှိသေးဘူးလို့ပြောလို့ရတယ်။နောက်နောက်နေမှာတော့ rules တွေအစ်စ်ထွက်လာရင်တော့မပြောတတ်ဘူး။လက်ရှိ2025 match လအထိတော့ဘာမှ rules တွေရေးထားတာမတွေ့ရသေးဘူး။ဒါပေမဲ့ ready test ကိုဖြည့်တယ်ဆိုတာနဲ့ ready test ဒီ120အတွင်းအပြီးဖြည့်ရမယ်ဆိုတဲ့အကန့်အသတ်ချက်တော့ရှိတယ်ဒါက real exam နဲ့မဆိုင်ဘူး ready ရဲ့ ready test ရဲ့စီမံစည်းကမ်းသာဖြစ်ပါတယ်ဆိုတော့ဒီလောက်ဆိုရင်တော့ရှင်းပြီလို့ထင်တယ် ready test ကိုဝယ်ပြီးသွားပြီဆိုရင်အချိန်အရင်းဆွဲလို့မရဘူးသူရတတ်မှတ်ထားတဲ့ရက်အတွင်းမှာ ready exam ကိုအပြီးဖြည့်ရမယ် ready ဖြည့်လို့အောင်သွားပြီးပြီးသွားပြီဆိုရင်တော့တကယ်စာမေးပွဲကို schedule လုပ်တဲ့အခါမှာတော့ကို ဖြေခြင်းတဲ့အချိန်မှာဝင်ပြီးတော့ဖြေလို့ရတယ်လို့ပြောချင်တာဖြစ်ပါတယ်။ဒီအောက်မှာလည်းတခြား rules တွေရှိသေးလားဆိုပြီးကျွန်တော်တို့ဆက်ပြီးတော့ကြည့်ကြည့်မယ်။ဒီမှာအကြောင်းသားရေတော်များတချို့သိကျင်တဲ့ဒီ ER ကိုထည့်ပြီးဖြေရင် score ကို အမှတ်ပေးမှာလားမပေးဘူးလားစတဲ့ rules တွေသူရေးပေးထားတယ်။အကြောင်းသားတစ်ယောက်က voucher code ကို2ယောက်3ယောက် more than 1 student သုံးလို့ရလားဒါမျိုး rules တွေရှိတယ်။အဲ့တော့ပြီးတော့ဒီမှာလည်းသူရေးထားတယ်။ promotional offer လုပ်တဲ့အခါမျိုးမှာ predators ကို order လုပ်တယ်ဆိုရင်တဲ့ expiration date ကအတူတူပဲလားအဲ့တော့ promotion ရလို့ဝယ်လိုက်တဲ့ predators ရဲ့ expiration date နဲ့ပုံမှန်ပတ်စံအပြည့်ပေးပြီးတော့မှပုံမှန်အတိုင်းဝယ်ဖြေတဲ့ expiration date တူလားမတူလားဒါတွေပေါ့နော် rules တွေအများကြီးသူရေးပေးထားတယ်ဆိုတော့ကိုကကိုသိချင်တဲ့ဟာကိုတိတိကျကျလိုက်ပြီးတော့ရှာပြီးတော့ဖတ်ကြည့်လို့ရတယ်ပေါ့နော်အဲ့လိုဖတ်ချင်းကပဲပို့ပြီးတော့မှန်ကန်တဲ့ information ကိုရမယ် တငယ်ချင်းကိုမေးလိုက်မသိတဲ့လူကိုမေးလိုက်ခိုက်ကိုမေးလိုက်နေတဲ့အချိန်ကုန်နေတာများလို့ကျွန်တော်ဒီဗီဒီယိုလေးကိုလုပ်ပေးလိုက်တာဖြစ်ပါတယ်ဒီလောက်ဆိုရင်တော့ဒီဗီဒီယိုမှာပြောခဲ့တဲ့မေးခွန်းကိုနားလည်သဘောပေါက်လောက်ပြီလို့ထင်ပါတယ်နောက်ထပ်လည်းတည်တင်းတဲ့အကြောင်းအရာတွေကိုဆက်ပြီးတော့ရှင်းပြသွားပါဦးမယ်စောင့်ကြည့်အားပေးပါဦးနောက်ဗီဒီယိုတွေမှာပြန်ဆုံကြတာပေါ့အားလုံးကျေးဇူးတင်ပါတယ်